ရှမ်းပြည်ပင်လောင်းမြို့နယ်အတွင်းမှာစစ်ကောင်စီ PNO တပ်နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေကယနေ့မေလ26ရက်နေ့အထိတပ်ဖွဲ့တွေပြင်းထန်မှုရှိနေသေးတယ်လို့သိရပါတယ်။အဲ့ဒီတပ်ဖွဲ့အတွင်းမှာစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်အရက်သားတေဆုံမှုတွေရှိနေတယ်လို့တပ်ဖွဲ့အတွင်း OP2 စစ် PNO စီမှာတပတ်တာစစ်တင်တန်းတက်ခဲ့ပြီးရှစ်တန်းပို့ခံရတဲ့တပ်သားတွေလည်းတေဆုံမှုရှိနေတယ်လို့ဒေသခံတွေကပြောဆိုလိုက်ပါတယ်။ အဲဒီကလူတွေလည်းပါတယ်အဲဒီကလူအခုကျွန်တော်တို့အပြီးပြင်ကြီးနေတဲ့ကဆိုအဲဒီကလူကြီးပေါ့ဒီကနေစင်းနေဟိုတပတ်တင်စင်းနေလူတွေလည်းပါတာပေါ့အစစ်တော်လည်းကြားတာရှိတော့အခုလိုတက်ပြတဲ့ပြင်းထန်နေပြီးပြန်လို့ဘက်ကလည်းကြာရှုံမှုတွေရှိနေတာကြောင့်စစ်အင်အားဖြစ်ပြီးစစ်မှုထမ်းလာခွန်မှာကိုလည်းပင်လောင်းမြို့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။တအားဖြင့်ပင်လောင်းမြို့ထိတိုက်ပွဲစစ်မီကူလာမှာကိုလည်းစိုးရိမ်နေကြပြီးထွက်ပြေးစရာမြေမရှိတော့ဘူးလို့ဆိုပါတယ်။ ခုဆိုရင်ကျွန်တော်တို့ကပင်လောင်ရည်ဒီတစ်ပိုင်းမှာပေါ့နော်။ကျေကျေပင်လောင်ကြာတော့လာပြီဆိုကျွန်တော်တို့ကျွန်တော်တို့မှာကြီးရတယ်ကြီးပြီ။ပြန်ရှိတော့ဒီရှိတော့ပေါ့။ကျွန်တော်အောင်ပါတော့ဘာတော့မနော်ခုပဲလည်းမပေါ်နိုင်ဘူး။ဒီစစ်တာပေါ့ကျွန်တော်တို့ကတော့မချစ်နိုင်တော့ကောင်းဆုံးပေါ့ဗျာ။အဲ့ဒီဆိုရင်တော့ပြီးသွားပြီတော့။ဒီနေ့ကကိုပင်လောင်ရောမလို့ပေါ့နော်။ရောလာခဲ့ပေါ့ပင်လောင်ကြီးပါ ဒီလိုညာရှိတော့လေကိုယ်ကျွန်တော်ဆက်ပြီးတော့ညီကွာမညို့ရှိတော့လေမေလ18ရက်နေ့ကစပြီးတော့ပင်လောင်းမြို့နယ်စောင်းပြောင်းတဲရွာဘက်မှာတိုက်ပွဲတွေစတင်ပြင်းထန်လာခဲ့ပြီးတော့တိရခန့်ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြပါတယ်။လက်ရှိစစ်ဘေးရှောင်တွေဟာမိမိဆွေမျိုးအိမ်ဘုံကြီးချောင်းတမယုံတွေမှာတွားရောက်နေထိုင်နေရတယ်လို့ဆိုပါတယ်။ဆောင်ပြောင်းခွင့်မှာတော့ဒီနေ့ထိတော့စိတ်ပွဲဖြစ်နေတာ။ဆောင်ပြောင်းတော့အင်ဂျင်တစ်ထောင်ကျော်လောက်ရှိတော့ဆောင်ပြောင်းနဲ့ဒီဟိုဘောတော့ 公吧，嗦，这这这个呢，这意大利，杭州那些都是比杭州多一其他都没什不好。那个，你这样需要 A 的嘛？你这样不用的嘛？如果还怎么用的嘛？我侬，你这样的话，市场检测的东西啊，两个细胞，怎么用？把公箱都把过起来。 စပေးရှောင်းတွေရဲ့လက်ရှိစာဝတ်နေရကတော့ထွက်ပြေးလာတဲ့ချိန်မှာတပိုင်းတနိုင်ပါလာတဲ့အစားအစာတွေကိုဒါစားတောက်နေကြပါတယ်။တက်ဘဲတွေရေရှည်ဖြစ်လာတယ်လို့လမ်းကြောင်းတွေကလည်းတွာလာရတာခက်ခဲတဲ့အတွက်စပေးရှောင်းတွေအတွက်အလူရှင်တွေကလည်းမရှိတာတကြောင်စပေးရှောင်းအချင်းချင်းပါလာတဲ့ပစ္စည်းတွေကိုပဲမျှဝေစားတောက်နေရတယ်လို့ဆိုပါတယ်။ စစ်ရေးပြည်ပခတဲ့ရက်တန့်သွားတာမရှိမှုနဲ့စစ်ကောင်စီဘက်မှလေကြောင်းပုံချက်ချင်းလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်ခြင်းတွေကြောင့်တောင်ယာဆက်ပြောချိန်မှာလည်းလောက်ကင်လို့မရတဲ့ဖြစ်နောက်နှစ်တည်းအတွက်စာဝတ်နေရေးပို့လို့ခက်ခဲလာနိုင်ကြောင်းဒေတာခဏကဆိုပြန်ပါတယ်အခုလိုပင်လောင်မြွနဲ့စံပြောင်းဒေတာမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာဟာပင်လောင်မြွဟာနေပြည်တော်နဲ့နီးစပ်နေတာကြောင့်ဖြစ်တယ်လို့ဒေတာခဏေကအခုလိုသုံးသပ်ပြောပါဗျ။ပင်လောင်မြွနဲ့နေပြည်တော်ဟာ80တမိုင်နာကွာဝေးပါဗျ။ ကနေပြီးတော့ရည်တော်နန်းကျောင်းကကျွန်တော်တို့ပြန်အောင်မှရှိတော့အဲ့လိုမျိုးတောင်းလဲဖြစ်နေဖြစ်နေတော့ဘောလုံးဒီကနေပြီးတော့ဝင်ရဲ့နမကပြမကကျွန်တော်ပြန်အောင်ဖြစ်ပြီးတော့ဒီကကတော့ဘုံဒီပြီးတော့ဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့တော့ပြန်လာဘောတော့ပြန်အောင်ဒီပြီးတော့ဆိုတော့ဒီတော့ဒီတော့တော့နိုင်တော့ပဲဆိုတော့ ပိခရက်ဆက်ရှိရနေ့ကလည်းတက်ပွဲတွေကြောင်းစံပြချဲရွာအတွင်းမှာဒေတာခန်နေအိမ်တွေမိလောင်ပြည့်စည်ဆုံးရှုံးသွားတာလည်းရှိပါတယ်။ပိခရက်2024စက်တင်ဘာလမှာလည်းစစ်ကောင်စီ PNO B2 စစ်နဲ့ KMD App တော်လှန်ရေးတပ်ပေါင်းစုတွေကတက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့်နှောင်ဝလွတ်ကြိုက်ဟိုဝစောင်းပြောင်းစော်လန်နှံ့ဖာမှု1မိုင်ကျွရာစားတဲ့ဒေတာတွေကစစ်ပေးရှောင်ခဲ့ရပါတယ်။ကျွန်တော်တော့စိုက်ဆင်လင်ပါ။